2020ပြည်နှစ်ဇန်နဝါရီလတွင် အပမရာစာစဉ်ကထုတ်ဝေခဲ့၍ဇာယိဆရာမြတ်တန်းဆန်ရေးသားပူဇော်ခဲ့သောမမောက်ခချုပ်ဆရာတော်ကြီးဒေါက်တာအရှင်နန္ဒမလာပြည်ဝန်သား၏ဘောဝခီနှင့်ဓမ္မစီမီဆောက်ကိုစာရေးသူကိုယ်တိုင်ဖတ်ကြားတင်ပြပါသည် ကိုယ်တိုင်ရေးကိုယ်တိုင်ပြောဓမ္မစကားအခန်း၈ပမောက်ခချုပ်ဆရာတော်၏စွမ်းဆောင်မှုပုံရိပ်များ ယဟန်ဘဝပထမဆယ်စုနှစ်ဗုဒ္ဓဓမ္မရတ္တစာရေးဆရာမမောက်ခချုပ်ဆရာတော်လောင်းလျာရှင်နန္ဒမလာပြည်ဝန်သားသည်1322ခုနှစ်1960တွင်ယဟန်ဘဝသို့ရောက်ရှိခဲ့ပြီး1332ခုနှစ်1980တွင်ယဟန်ဆေဝါရခဲ့ပြီးဖြစ်ယဟန်ဆေဝါအတွင်း1324 1963ခုနှစ်တွင် ရန်ကုန်စီရီရင်ကနအပြည့်ဝန်သားပွဲ1325 1964ခုနှစ်တွင် သာသနာတစဓမ္မစရိယဝိနည်းပါဠိပါရဂူပွဲနှင့်မန္တလေးတက်ကြတိဟအပြည့်ဝန်သားပွဲများကိုရရှိခဲ့ဤ1328 1969ခုနှစ်တွင်ရန်ကုန်မြို့စပူတီဘကျောင်းဆောင်၌တိပိတကပါဠိမြန်မာအပြည့်ရန်ကျမ်းပြုဖြင့်ဆောင်ရွက်ခဲ့ပါ၏ထို့တော်တွင် နောင်တော်ဖြစ်သူ ်ဦးဝိမလာပြည်ဝန်တည်1925-1964ခုနှစ်ရန်15ဝါရတွင် မာသူဘောဒာယုံကျောင်းတိုက်တိုက်ဥဆရာတော်အဖြစ်တာဝန်ထမ်းဆောင်နေရမှလူလဲသွားခဲ့၏ထို့ပြင် ရှင်နာရမလာပြည်ဝန်တည်အထက် နှစ်နှစ်ကြီးသောနောင်တော်ရှင်ကန္တတာရတီလည်းရန်9ဝါရတွင် စာချဆရာတော်မှသည်လူလဲသွားပဲပြန်၏ထို့ကြောင့် နောင်တော်နာယကကြီးဥဆောင်တည်ထောင်ခဲ့သော မာသူဘောဓာယုံចောင်းတိုက်ကြီးတွင်ညီနောင်6ပါးတည်းကနှစ်ပါးရွတ်သွားခဲ့ပြီဖြစ်ကြံရှိနေသောညီနောင်4ပါးနှင့်သာသနာခီးကိုရှေ့ဆက်ရအောင်ဖြစ်နောင်တော်နာယကကြီးကနှစ်စဉ်နေုံလာပြည်နေတိုင်းចောင်းတိုက်နှစ်ပတ်လည်ပွဲအခမ်းအနားပြုလုပ်လေရှိ ထို့နေ့တွင်ဌာနန္တရများကိုတိုးမြှင့်ခံတမ်းမှုများပြုလုပ်တော်မူ၏ လိလက်သွားသော တိုက်အုပ်ဆရာတော်အရှင်ဝိမလပြိဝန္တနေရာတွင် နောင်တော်အရှင်ညာနာဘလောက်ကိုခန့်အပ်ခဲ့နောင်တော်တစ်ပါးဖြစ်သောအရှင်ဥတ္တရာကတိုက်ကြက်ဆရာတော်ဖြစ်သလိုအရှင်နန္ဒမာလာပြိဝန္တသည်ဗဒါနစာချဆရာတော်ဖြစ်လာခဲ့ဆရာတော်အရှင်နန္ဒမာလာပြိဝန္တသည်ဗဒါနစာချဆရာတော်ဖြစ် ဆောင်ရွက်နေရင်းကတစ်ဖက်တွင်ဝဒနာပါသောစာရေးသားခြင်းကိစ္စများကိုလည်းပြုတော်မူ၏ စာရေးသည်ဆိုရင်အပျော်ဖတ်စာပြီးရေးသားခြင်းမဟုတ်ပါသင်ကြားလေးလားဖတ်ရှုမှတ်သားခဲ့သောဗုဒ္ဓဓမ္မစာပြီးများကို ခြေခံ၍ဗုဒ္ဓဓမ္မရရတစာပြီးများရေးသားခဲ့ခြင်းသာဖြစ်ပါသည်1334ခုနှစ်1982မှစ၍ဓမ္မဗျူဟာစာကြောင်တွင်ဓမ္မရတဆောင်းပါးများရေးသားခဲ့၏ထိုစဉ်ကဆရာတော်သည်ကိုမာလား ကုတုလစကိုင်းအရှင်နန္ဒမာလာပြုဝန်သာသည့်ကလောင်အမိများကို အတုံးပြုခဲ့၏ကုမာလာကလောင်အမိဖြင့်ဓမ္မရတဆောင်းပါးငါးပုဒ်ကုတုလစကိုင်းကလောင်အမိဖြင့်ဓမ္မရတဆောင်းပါးနှစ်ပုဒ်အရှင်နန္ဒမာလာပြုဝန်သာကလောင်အမိဖြင့်ဓမ္မရတဆောင်းပါးနှစ်ပုဒ်ရေးသားခဲ့ပူ၏ဓမ္မပြုဝါဆရာမကြီးဒေါခင်လှတင်မဟာသဓမ္မဇောတိကတ္တဆာ၏ကျေးဇူးပြုမှုဖြင့် ဆရာတော်ဤငယ်မူလက်ရများကို ပြန်လဲဖတ်ရှုခွင့်ရခဲ့ပါသည်ထိုထဲမှာကုမာလာမိဖြင့်ရေးသားခဲ့သောဓမ္မရတဆောင်းပါးနှစ်ပုဒ်ကိုမူရင်းတိုင်အမတ်တရပေါ်ပြလိုက်ရပါ၏အချစ်နည်းနည်းလျှော်ကုမာလာဤ၌အချစ်ဆိုသည်မှာတဏှာချစ်တာဒီလောကမှာတဏှာမကင်းကြသေးသူတိုင်း ချစ်မကင်းကြသေးပေလူကိုချစ်၍ပစ္စည်းကိုစုံမဲ့နေကြသည်အမိဖမုံနှမမှုချစ်မောရှိနိုင်ကြသည်ဇနီးမယားနှင့်တမိသားမှုချစ်အားတွေပူကြပြန်သည်ချစ်မိသည့်လူနှစ်ပတ်ဝန်းကျင်ကို မခွဲနိုင်မခွာရဲ့ရှိနေကြသည် နေရှိသည့်အချစ်ကြပြားတွေတည်လျက်အချစ်လောကသို့ကြီးတက်နေကြသည်တို့ပင်အချစ်တဲနေကြတော့လဲချစ်ဤနှုံးကောင်က ဆွဲကြည့်မိကြပုံမရပေ။ကဲဤသာအချစ်ဤကုန်းကိုဆွဲကြည့်မိပြီဆိုပါက အချစ်ဤတန်းပြို့လက်တွတ်မိကောင်းတွတ်မိကြပေမည်။အဘေကြောင့်ဆိုသောအချစ်ဤကုန်းကအပြုံးမဟုတ်အငိုအဆိုင်သာဖြစ်နေသောကြောင့်ဒီမြတ်ဗုဒ္ဓကပိယာဇာတိကဒုက္ခပရိဒိဝဒုက္ခဒေါမနတုပါယတာပိယပဘဝိကာ ပူဆွေးရငူကြွေးရဒုက္ခဖြစ်ရစိတ်ငြိမ်းရအသေးကျွန်းရတယ်ဆိုတာချစ်ချင်းကြောင့်ဖြစ်ရတာချစ်ချင်းမှအစပြုလာတာဟုဟောတော်မူခဲ့သည်သူရတွင် အချစ်ကြောင့်ငွေရသည်ဆိုသောယံဗုဒ္ဓ၏စကားကိုလက်မခံဘဲအချစ်ကြောင့်ပျော်ရှင်ရသည်ဟုသာ အချစ်ဆရာကြီးများကဆိုကြင်ကြ၏အချစ်ဤနိဂုံးမှာအပြုံးသာဟုထင်မှန်းလျက်ရှိနေကြသည်မြတ်ဗုဒ္ဓ၏အချစ်ကြောင့်ငွေရသည်ဆိုသော ောမင်းခြင်းနှင့်ဆက်၍သဘောမကျကန့်ကွက်ခဲ့ကြသဖြင့်ရှင်လင်းခြေပခဲ့ရပုံဇလန်းလေးတစ်ခုမှာစိတ်ဝင်စားစရာကောင်းလာသည်ဘုရားသည်တဝတိမြို့ဇေတဝန်เจ้าမှတည်င်းသုံးလျက်ရှိဘုရားထံတဝတိမြို့မှတကားတယောက်ရောက်ရှိလာသည်ရှ िख ူဝှချိုက်ခတ်မှိုင်မှိုင်ထိုင်နေသည်ဘယ်နဲ့လဲတကားမျက်နှာမတားမယာနဲ့စိတ်ညစ်စရာတွေ့နေသလားဟုဘုရားကမိတော်မူရာ ချင်မွားတဲ့သားလာလေးတယောက်တည်ဆုံသောသဖြင့်ဝန်내ပူဆွေးငိုကြွေးရပါကြောင်းရှောက်ထားလေသည်။အင်းဒီလိုပဲဖြစ်ရမယ်။ဒုက္ခပရိဒေဝဒုက္ခဒေါမနတဥပါယတဆိုတာချစ်ချင်းကြောင့်ဖြစ်ရတာပဲ။ချစ်ချင်းမှအစပြုခဲ့တာပဲ။ဘုရားကတရားလမ်းကြောင်းဖြင့်မိန့်သည်။ဘယ်နဲ့ရှင်ပြားဒုက္ခပရိဒေဝဟာချစ်ချင်းကြောင့်ဖြစ်ရတယ်ဆိုတာမဟုတ်နိုင်ပါဘူး။တပည့်တော်ဒီစကားလက်မခံနိုင်ပါဘူး။ ချစ်ခြင်းကြောင့်ပျော်ရွှင်ရခြင်းသာဖြစ်နိုင်ပါသည်ထို့တကားသည်ဗုဒ္ဓ၏စကားကိုကန့်ကွက်၍ထပြန်သွားလိထိုစဉ်ကဗုဒ္ဓနှင့်မလံမကန်တစ်ပင်၏အောက်မှကစားသမားချုပ်သည်ကြေးပြစ်ကစားနေကြသည်ထို့တကားသည်ကစားဝိုင်းသို့သွားပြီးယဟန်ခေါရမကအချစ်ကြောင့်ဒုက္ခပရိဒိဝါဖြစ်တဲ့ချစ်ကြောင့်ငိုရတယ်လို့အမိန့်ရှိပုံသူကမဖြစ်နိုင်ဘူးကန့်ကွက်ပြီးအချစ်ကြောင့်ဝမ်းသာပျော်ရွှင်မှုသာဖြစ်နိုင်ကြောင်းပြန်ပြီးရှောက် ခဲ့ပုံကိုပြောပြရာကစားသမားများကသူ့ဘက်မှထောက်ခံကြသည်ဤတွင်သည်တာဝတိမြို့တွင်ပြန့်နှံ့သွားသည်နန်းတွင်သို့ပင်ရောက်ရှိသွားသည်ထိုအခါပတိဒဏီကိုဒလဘီယင်ကြီးကမလိကာမိဖုရားကိုခေါ်ပြီးငိုရတာဟာချစ်ခင်ရင်းကြောင့်ဖြစ်တယ်လို့မင်းယဟန်ဂေါရမကဟောဆိုပါလားဟုပြောသည်မြတ်စွာဘုရားကဟောရဲဆိုရင်မမှားပါဘူးဒီတိုင်းဖြစ်ရမှာပါပဲဟုမလိကာက အေးအေးဆေးဆေးပြန်ပြောသည်အင်းမာလိကာကတော့ဆရာပြောသမျှမှန်ပါတယ်မှန်ပါတယ်ဆရာဆိုတဲ့တပည့်ကြနေတာပဲရန်ကုန်မှာဟောသမျှအမှန်ကြီးပဲတွားတွားတွားအလုံးမုန်းစရာကောင်းတဲ့မန္လိကာဘီရင်ကြီးက စိတ်ဆူးဆူးနဲ့အုံငေါက်လွတ်လိုက်သည်သူကမန္လိကာသည်အပြုံးအပြက်ပြန်လာခဲ့ပြီနာလိစင်ကပုံနာကိုအပားခေါ်ကား ုဒ္ဒစီသွားစံပြမနာကျွန်ုပ်စကားနဲ့မာလိကာကမြတ်စွာဘုရား ရှ िख ူးလိုက်ပါကြောင်းကျမ်းမာရေးမိလိုက်ပါကြောင်းရှောက်ထားပါပြီးတော့ဘူဆွေရငူကြီးရတယ်ဆိုတာချစ်ချင်းကြောင့်ဖြစ်တယ်လို့မြတ်စွာဘုရားဟောပါသလားလို့လဲရှောက်ပါလေအဲ့ဒီခါမှာမြတ်စွာဘုရားအမိန့်ရှိတာကိုတေချာမှတ်ခဲ့ဘုရားဆိုတာဘယ်တော့မှအမှားမဟုတ်ဘူးဟုမှားကြလွတ်လိုက်သည်နာလိစင်က ပုံနာသည်ဗုဒ္ဓထံရောက်၍ မာလိကာမှားလိုက်သည်များသူရှောက်ထားသည်ထိုအခါဗုဒ္ဓကပူဆွေးရငူကြွေးရတာဟာချစ်ချင်းကြောင့်ဖြစ်တယ်ဆိုတာမှန်တယ်ဒါကိုနားလည်အောင်ရှင်းပြမယ်ဟေးကဒီတာဝတိမြို့မှာပဲမိခင်တည်ဆုံလာတဲ့အမျိုးသမီးတူဟာ ပူဆွေးတော့ကရောက်ပြီးကျမအမေမြင်မြင်ဘူးလားရှင် ကျမအမေများမြင်မြင်ဘူးလားရှင်လို့လူတကာရှောက်မိပြီးအယူမှလေးဖြစ်သွားဘူးတယ်ဒီလိုပူဆွေးငူကြွေးရတာဟာ မိခင်ပေါ်ချစ်ချင်းကြောင့်ဖြစ်တာပဲမဟုတ်လားဒီတာဝတိမျိုးကပဲမျိုးသမီးတူဟာသူ့အိမ်သားနဲ့တူမိဘဆွေမျိုးထံသွားလေတယ်သူ့မိဘတွေကဒီလူနဲ့သဘောမတူဘူးဒီတော့အတွင်းခွဲပြီးသူတို့သဘောတူတဲ့နောက်လူတစ်ယောက်နဲ့နေရာချထားဖို့စီမံကြတယ်အမျိုးသမီးကဒီကြောင့်သူ့ယောက်ျားကိုဖွင့်ပြောလိုက်တယ်ယောက်ျားလူသူမှာပူဆွေးတော့ကရောက်ပြီးနောက်ဘဝမှာစုံကြစို့ဆိုကတေချောင်းကြံလိုက်တယ် ဒီဖြစ်ဖြစ်ကဒုက္ခပရိဒေဝဟာချစ်ချင်းကြောင့်ဖြစ်တယ်ဆိုတာထောက်ခံနေတယ်ဟုဗုဒ္ဓကဤသို့ရှင်းလင်းမိကြတော်မူလေသည် နာရီစဉ်ကသည်ဗုဒ္ဓဤမိတ်ဆွေရှင်းလင်းချက်ကိုမန္လိကာအားပြောကြသည်မန္လိကာသည်လိမ္မာဖြက်လက်ပန်းနတ်သည့်မိဖုရားပြီပြီပြင်းကြီးတံပြုံးရှင်စွာချင့်ကပ်၍ဤသို့စကားဆသည်ဘယ်နယ်လေရှင်မင်းတရားဝဇီရီမင်းသမီးကိုချစ်တယ်မဟုတ်လား ်ချစ်တာဘောမာလိကာဒါဖြင့်မပြောကောင်းပြောကောင်းကုနေမြာမစီရီမင်းသမီးနဲ့ရဆန်သွားမယ်ဆိုရင် ပူဆွေးငိုကြွေးရမှာပေါ့နော်ပူဆွေးရငိုကြွေးရယုံဘယ်ကမလဲငါအသက်တောင်ထိခိုက်သွားနိုင်တယ်ခုလိုမင်းတရားပူဆွေးငိုကြွေးရတယ်ဆိုတာမစီရီမင်းသမီးကိုချစ်လို့ပဲမဟုတ်လားဒါကိုရည်ရွယ်ပြီးမြတ်စွာဘုရားကဒုက္ခပရိဒေဝဟာချစ်ချင်းကြောင့်ဖြစ်တယ်လို့ ဟောခြင်းဖြစ်ပါတဲ့ရှင်မင်းတရားမလိကာကခုလိုမေးပြီးလက်တွေ့ရှင်းပြတော့ခါကောဒလပြင်ကြီးသည်သဘောချကဂျေနတ်အာရလှသည်ဖြင့်အံ့စရာပဲမလိကာအံ့ဩစရာပဲဗုဒ္ဓဟာ အလွန်ထိုးထွင်းမြင့်တက်ပါပြီလေကဲနှုတ်ကျင်းမှုရေတစ်ခွက်ပေးစမ်းဟု ပြောဆိုနှုတ်ကျင်းပြီးနောက်ဗုဒ္ဓရှိရာတေယုတေလက်အုပ်ရှိလျက်နမောတတဗုဂဝါတောအရဟတော တမ္မာတံဗုဒ္ဓတဟုဝန္တာရှင်ပြုံးဥဒန်းကျူးလိုက်ပါ၏။ဆာဖတ်သူသည် အရှိအနေကုန်းမှာအပြုံးမဟုတ်အငူအရှိုက်တာဖြစ်ကြောင်းသဘောပေါက်ပြီးဖြစ်ရာဇိုးရင်ဘူးဆွေးရငိုကြွေးရဒုက္ခဖြစ်ရစိတ်ငြိမ်ရအသေးကြွရဆိုသည့်ဒုက္ခအဝဝမှာတက်တာရရလိုပါလင် အချစ်နည်းနည်းရှို့ဖို့လိုပါသည်။ ဓမ္မဘီဝါစာဆောင် အတွဲ17အမှတ်9334ခုနှစ်နဒေါ်လာပြည်ဘုဒ္ဓဦးနေမုံတုံကိုဖြီကုမာလာလူစိတ်တွင်မိတွယ်ဖြစ်ပေါ်လာတတ်သောတဏပေမဖြင့်ချစ်ချင်းဒေါသအာဃာတဖြင့်မုံခြင်းနှမျိုးလုံးဘေးရမှာမကောင်းပြီအရှင်မုံနှမျိုးလုံးသည် လက်ခံထားမိသူကို လှလှကြီးဒုက္ခပိတတ်ကြသည်ထိုတွင်ချစ်ချင်းသည်အစိတ်ခတ်ထားသောအဖျော်ရမကားနှင့်တူသည်တောက်စာတွင်ခြုံမြမ်းမှုအရသာရှိလာတော်လဲအစိတ်တန်ခံရသည့်အခါတွင်မူတက်ပြတ်ကြွေမြဒုက္ခရရလည်သည်ချစ်ဆက်ခင်ဆက်ပြုံးရင်ရတော်လဲမလွဲသာခွဲခွာရသည့်အဆုံးနိုင်မူမပြုံးနိုင်မရှင်အားတဲကြလိုက်ဘူးရှိုက်ကြီးငွေရတော်သည်ချစ်ချင်းကြောင့်တောကဖြစ်ရသည်ချစ်ချင်းကြောင့်ဘေးတွေ့ရသည် ခြေချင်းမှလွံ့မြောက်ပြီးသူမှာတောကမရှိနိုင်ဘယ်မှာဘေးရှိနိုင်အနည်းဟုဘုရားကလက်တွေ့သုံးသပ်ပြတော်မူခဲ့ပြီသည်ခြေချင်းသည်ဒုက္ခမျိုးမျိုးပိတတ်သောကြောင့်ဒုက္ခပေါလိုလျင် အခြေလျှော့ပေါ်မှဖြစ်မီအခြေလျှော့တော်လဲအမုန်းကိုတော့လက်မခံသင့်ပေပေါ်စီလို၏ကြောင်ရုပ်ထူဆေးအတွက်လေးမဖြစ်စေသင့်မုန်းခြင်းသည်အစိတ်ခတ်ထားသောဘူးခါရည်နှင့်တူသည် တောက်လက်စတွင် ပြုအံထွဲ့မြခါလနန်လသည်အစိတ်တင်သောခါ၌လဲတက်ပြတ်ကြွေမြဒုက္ခနှင့်ရင်ဆိုင်ရလေသည်မုံချင်းသည်ချစ်ချင်းထက်ပင်ဆိုးသေးသည်ချစ်ချင်းမှာအစတွင်ပျော်မဆုံးအောင်တာယာဝယ်ရှိတော်လဲမုံချင်းမှာမူတာယာဝယ်ဟုကမြူတစည်းမြမရှိကြဆဆာချင်းစောင်းနဲ့ထွင်ဆိုတာမျိုးဖြစ်သည်မိသည် တောက်လင်တောက်ချင်းပူလောင်တတ်ပြီးကြာလီပူလောင်လီဖြစ်သည် မုံချင်းသည်မိနစ်တူ၏မုံစမုံစုံ တဟုံဟုံပူလောင်တတ်သည် မုံချင်းကိုအဘိဓမ္မာဝေါ်ဟာရဖြင့်ဒေါသဟုခေါ်သည်ဒေါသဆိုသည်မှာ စိတ်၌မိတွဲဖြစ်တတ်သော စေတသိက်မျိုးဖြစ်သည်ဒေါသကိုလက္ခဏရတ္တပစ္စုပ္ပတံဗဒ္ဒထံတို့ဖြင့်ထက္ခရာဆရာမြတ်တို့ကဤသို့တရုပ်ဖော်ကြသည်ဒေါသသည်ရိုက်ပုတ်အပ်သောမွေစိုးပမာကြံတန်းခက်တံသောလက္ခဏာရှိသည် အစိမ့်မိထားသူအလားတုံလုံးခြောက်ခြားခြင်းကိစ္စရှိသည်တနည်းမှာတောမီပမာမိယာပုဂ္ဂိုလ်ကိုလောင်တက်သော ကိစ္စရှိသည်အခွင့်သာသည်နှင့်တပြိုင်နက်ဒုက္ခပိတတ်သောယန္တုအလားပြင်းမာတတ်သောတရားဟုယောဂီညာအမြင်မှာထင်လာသည်အာဃာတဝတ္ထုဟုသည့်ဤကတ်သောအကြောင်းရှိသည်အစိတ်ခတ်ထားသောနွားကျင်ငယ်နှင့်တူလေသည်မုံကျင်းသည်အကြောင်းကင်းလျက်ဖြစ်လာနိုင်သောတရားမျိုးမဟုတ် ဆံရအကြောင်းတို့ကစူပေါင်းဖန်တီးပေးလိုက်သောအကျူတရားမျိုးသာဖြစ်သည်ရံဖူရံမပုချစ်ပေးမှုလုံးလဤအကြောင်းသုံးမျိုးကစူပေါင်းဖန်တီးလိုက်သောကြောင့်မိจิตဆံမှာမိတော့ကလေးဖြစ်ပေါ်လာရသည်အနိဋ္ဌာယုံနှင့်တွေ့ဆုံရခြင်းနှလုံးသွင်းမှားခြင်းဟုသောအကြောင်းနှင့်ပေါင်းစပ်မိသောအခါမုံချင်းတော်သာပေါ်လာရပေသည်ဒင်းဟာငါနှင့်ငါချစ်ခင်သူရဲ့အကျိုးမဲ့ကို အရင်ကလည်းလုပ်တဲ့အခုလည်း လုတ်တုံးမယ်နောင်လဲလုတ်အောင်မှာပဲငါနဲ့မတည့်သူရဲ့အကျိုးကိုအရင်ကလည်းလုတ်ခဲ့တယ်ခုလည်းလုတ်တုံးမယ်နောင်လဲလုတ်အောင်မှာပဲဟုမကြည်နိုင်မချမ်းနိုင် ဖြစ်ချင်းဖြင့်မုံတရားတူပွားလာနိုင်သည် မုံချင်းသည်စိုးကျိုးစိုးမွေကို အနှင်းတက်သည် မုံစိတ်ဝင်လာပြီးဆိုကြဲကမုံစိတ်ရှင်သည်ဥစွာခံရလေသည်မျက်ထောင်နီလာသည်အန်ကျိတ်ရသည်တောက်ခေါက်မိသည် တကူလုံးဆက်ဆက်တုံကနေမရှိထိုင်မရှိဖြစ်ရသည်မုံစိတ်ဆင်ရိုင်းကိုအချိန်မီချွတ်မအုပ်နိုင်ပါလျင်ကြောက်မဲ့ဖွယ်ကြေကွဲပွယ်များနှင့်ရင်ဆိုင်ရတော်သည်ဒေါသသည်အကျိုးလည်းမသိအကြောင်းလည်းမမြင်ဒေါသနှိမ့်ဆက်ခံရစဉ်ထိုသူဖို့မှောင်တိချလျက်ရှိသည် မုံချင်း ပြည်သူကများလာစွာ၏မုံချင်းကြောင့်မိမိကိုယ်ကိုဆင်းရဲအောင်လည်းလုပ်သည်သူတို့ဘာဆင်းရဲအောင်လည်းလုပ်သည်သူမဟုတ်နှစ်ဦးစလုံး ဆင်းရဲအောင်လဲလုံးမိတတ်သည်ကို့အကျိုးမှန်းလဲမသိနိုင်သူတစ်ပါးအကျိုးမှန်းလဲမသိနိုင်နှစ်ဦးစလုံးဤအကျိုးမှန်းပင်မသိနိုင်ဒူးစရိုက်ကလည်းမရှောင်နိုင်တော့ကြီးမုံတုတ်မဖြေနိုင်ခဲ့လင်ကလေးစားချီချင်းဖြင့်တန်တရာလေကြရမည်ကြောင်နှင့်ကြွတ်တို့သည်၎င်းမွေနှင့်မွေပွားတို့သည်၎င်းမုံတုတ်မပြေကပရံပဲကြီးများဖြစ်လျက်နေကြသည်ရှိကကျိုးပင်ဆောင်နှံနှင့်ဝဲဝံတို့သည် မုံတုံမပြေအချင်းချင်းပျက်စီးစေခဲ့ကြလေသည်လူမျိုးချင်းချင်းတော်၎င်းနိုင်ငံချင်းချင်း၎င်းမုံစိတ်ပွားနေကြပါလင် အဆုံးမတတ်နိုင်သောစစ်ပွဲကြီးများကိုဆင်နွှဲနေကြလေဦးမည်ဘုံတန်အမြောက်တန်တကဘာလုံးညံလျက်နေပေဦးမည်ရန်ငွေရန်နံတို့သည် ကဘာနှက်လှိုင်ပြတ်နေပေဦးမည်မုံချင်းအပြစ်တို့ကိုနင်းနေနောနောစောကြောဆင်ရင်ကမုံစိတ်ကိုပယ်ခွာရမည် ုံစိတ်စင်ရန်ကိုချွန်းအုပ်နှိမ်နေရမည် မုံစိတ်မီးပွားမကြီးထွားမီက စီတာညှိမ့်တတ်ကြရမည် မုံစရာတွေ့တော်လဲမုံရွေမနေမုံတုံကိုဖြည့်ရမည်မုံတုံကိုမြည်တို့ဖြင့်မြည်နီမစင်အညကြီးလူပင်နေသောနေရာကိုမစင်ဖြင့်စေကြောရမည်ရအမုံကို အမုံဖြင့်တုံ့ပြန်နေအမုံမပြေနိုင်ခန္တီမေတ္တာဖြင့်တုံ့ပြန်မှသာပြေနိုင်ပြီသည် တင်းငါ့ကိုဆဲဘူးတယ်ငါ့ကိုရိုက်နေဘူးတယ်ငါ့ကိုအနိုင်ယူဘူးတယ်ငါ့ပစ္စည်းမတရားယူဘူးတယ်စသည်ဖြင့်မုံစိတ်နှောင်ကျိုးအမျိုးမျိုးထက်ထက်ရိပ်ပတ်နေသူမှာယံမငိမ့်နိုင် မုံတုံမပြန်တီးခံမျက်ဖြေသူများမှသာယံငိမ့်နိုင်ပေသည်ပကံခေကအနန္တသူရိယသည်သူတီးတယောက်ကောင်းဖို့ရောက်မှု သူတယောက်မှာပြည့်လင့်ကသာဓမ္မတာဒီဖြင့်မုံတုံကိုဖြေခဲ့သည် ြတ်ဗုဒ္ဓကမုံတုံဖြင်းဤကိုဤသို့တွင်တင်ပြတ်သက်ဆုံးမတော်မူခဲ့သည်မိမိမုံမီသည့်ပုဂ္ဂိုလ်ပေါ်မေတ္တာပွားခြင်းဂိဟုနာထားခြင်း ဥပက္ခပြုခြင်းမေးပျောက်ပစ်ခြင်းကံပိုင်ရှင်သဘောကိုအခိုင်အမာဆွဲကင်ထားခြင်းဖြင့်ဖြစ်ပေါ်လာသောမုံစိတ်ကိုအကျင့်မဲ့ပယ်ဖျောက်ရမည်ဟုအကြောင်းတစ်ခုကြောင့်တစုံတယောက်သောသူကို မုံမီပြီဆိုပါကသူပုဂ္ဂိုလ်ကိုမေတ္တာပို့ရမည် မုံနေသူကိုမေတ္တာပို့ရသည်မှာလူတိုင်းဖို့လွယ်လာမည်မဟုတ်ပေ။တို့ရတွင်ထိုသူ၏မုန်းစရာအကွက်များကိုပယ်လှန်ခင်မင်းစရာအကွက်များကိုသာရှာကြံပြီးထိုအကွက်ကိုစုပ်ကင်ကမေတ္တာပို့ရမည်။ရေငတ်လာသောနှွေခီးသည်လည်းညုံမော်ဖုံးနေသောရေအိမ်ကြီးမှညုံမော်တို့ကိုအတာဖယ်ပြီးရေကူသာတောက်တကယ်သူတည်။မေတ္တာပို့ရမှမိုးစိတ်မပြေလင်ထိုသူ၏ပြောကွက်ညံ့ကွက် တနာစီအကွက်တို့ကိုရှာကြံပြီးဂယုနာပွားရမည်။သူမှမုန်းစိတ်မပြေသေးလင်ချစ်စိတ်မဝင်သလို မုန်းစိတ်လည်းမဝင်စေပဲအလဲလတ်သဘောတွင် ခိုင်မာစွာယက်တည်သည့်ဥပက္ခတရားကိုလက်ကင်ထားပြီးမုန်းတုံဖြေရမည်။သူမှမုန်းစိတ်မပြေသေးဘူးဆိုလျင်ထိုပုဂ္ဂိုလ်ကိုမေ့ပြလိုက်ရမည်။သူ့အကြောင်းကို စိတ်ကူးဝင်မထဲပဲနေရမည်။တို့တိုင်မုန်းစိတ်မပြေသေးဘူးဆိုလျင် ကံပိုင်ရှင်သဘောကိုအခိုင်အမာဆွဲကင်ခြင်းဖြင့်မပြေပြေအောင်မုံတုံကိုဖြေရမည်။သူကံတဲ့သူဖြစ်မည်လူကိုငါကမုံနေတော့ကဘာလို့အုံးမှာလဲဟု စင်ကျင်သုံးသက်ခြင်းဖြင့်အမုံးဆက်သိမ့်အောင်လုပ်ရမည်။မုံတုံကို ဖလဲမေတ္တာတုံ့လှည့်ကြရမည်။လူတိုင်းလူတိုင်းဤသို့မုံတုံကိုဖဲမေတ္တာတုံ့လှည့်ကြမှသာလျှင်တာယာပျော်ရှင်ပွဲ ကောင်းသောဘဝကိုကြုံတွေ့နိုင်မည်သည်။လူချင်းချင်း၎င်းလူမျိုးချင်းချင်း၎င်း နိုင်ငံချင်းချင်း၎င်းမုံတုံပယ်လှံမေတ္တာတုံ့ပြန်မှသာလျှင် ကဘာကြီးထာဝရငြိမ်းချမ်းသာယာနိုင်ပေမည်လူမျိုးချင်းချင်း မုန်းစိတ်ဘွားက အတော်မတတ်အရက်ဆက်ဆုံးအကြမ်းကြုတ်ဆုံးဆင်နွှဲနေကြသော လူသက်စစ်ပွဲကြီးများလည်းအကန့်အသတ်မရှိ ရန်နာသွားကြပေလိမ့်မည်အမြောက်တန်ဘုံတန်တဲ့၍မေတ္တာပူတန်တွေတကဘာလုံးညံလာပေလိမ့်မည်ရန်ခိုးရန်နှံ့တွေကင်းရှင်း၍မေတ္တာရန်နှံ့တွေ ချိန်သိမ်းလာပြီလိမ့်မည်။ထို့ကြောင့်မူရရှိလာသည့်ဘဝလီတန်မှုရှိလျောင်းကဘာကြီးငိမ့်ချမ်းตายရလျောင်းမေတ္တာတုံ့ဝေမုံတုံဖြေကြပါဟု အထက်ထက် ပြောခြင်းပါတည်းဓမ္မပြီဝါစာဆောင်အတွဲ၁၁အမှတ်၁1334ခုနှစ်တဝူရဲလာပြီစနေနေ့ခင်မီလှပသော ဆောင်းမကောင်းစဉ်များချစ်ချင်းနှင့်မုံချင်းတို့သည် လောကလူအများတို့မယိုးနိုင်အောင်အသုံးပြုနေကြသော အရာများဖြစ်ပါသည်ထိုချစ်ချင်းမုန်းခြင်းကိုအသုံးပြုပုံမမှားယွင်းကြဖို့ဗမောက္ခချုပ်ဆရာတော်ကဗုဒ္ဓဓမ္မရတ္တစာပေမှတဆင့်ကလောင်ဖြင့်ဉာဏ်သည့်ပေးခဲ့ခြင်းဖြစ်ပါ၏ဆရာတော်ဤဆောင်းပါးကိုခေါင်းစဉ်နာမည်ပေးပုံတွေကခင့်မိလာ၏အချစ်တလုံးကိုခေါင်းစဉ်တတ်တော်လဲရေးပုံသည် ကလတ်တက်တက်မဟုတ်စကလုံးကာယံအလှများဖြင့်စာဖတ်သူကိုဆွဲခေါ်သွားနိုင်၏ မမောက်ခချုပ်ဆရာတော်ကြီးနဲ့တွေ့ဆုံခဲ့ထိုအကြောင်းကိုမိသည့်ကဆရာတော်ကအင်းအဲ့ဒီခေတ်ကအာလူလာမပေးနဲ့လီဟုနည်းနည်းလျှော့ဆိုတဲ့တခြင်းကခက်စားနေတာမဟုတ်လားဒါကြောင့်အချစ်နည်းနည်းလျှော့ဆိုပြီးခေါင်းစဉ်ပေးလိုက်တာခက်ကိုမျက်ချင်မပြတ်လိလာတတ်သည့်ဇေယိုက်တဘာဝသည်ထိုကာလကလေးကဆရာတော်ကြီးစိတ်တန်တန်တွင်အစပြုခဲ့သည်ဟုဆိုရမည်လားမပြောတတ်ခေတ်တယုတ်ထင်ရသောဆောင်းပါးများ 1982ခုနှစ်ပတ်ဝန်းကျင်ကရေးခဲ့သောမုံတုံကိုဖြစ်ဆောင်းဝါပါစာသားများကယနေ့အချိန်ထိတိုင်ခေတ်ကိုထင်ရနေသည်ဆိုနိုင်ပါ၏လူမျိုးချင်းချင်းတော်၎င်းနိုင်ငံချင်းချင်း၎င်းမုံစိတ်ပွားနေလင်အဆုံးမတတ်နိုင်သောစစ်ပွဲကြီးများကိုဆင်နွှဲနေကြလေဦးမည်ပုံတန်အမြောက်တန်တကဘာလုံးညံလျက်နေပေဦးမည်ရန်ွေရန်နန်းတို့သည်ကဘာနှက်လှိုင်ပြတ်နေပေဦးမည် လူချင်းချင်းတော်၎င်းလူမျိုးချင်းချင်း၎င်းနိုင်ငံချင်းချင်း၎င်းမုံတုပေလံမေတ္တာတုံ့ပြန်မှတာလင်ကဘာကြီးထာဝရငြိမ်းချမ်းတရားနိုင်ပေမည် လူမျိုးချင်းချင်း မုံစိတ်ပွားကအတောမတအရက်ဆက်ဆုံးအကျဉ်းကျုံဆုံးဆင်နွှဲနေကြတော့လူသက်စစ်ပွဲကြီးများလည်းအကန့်အသတ်မရှိရန်နာတော်ကြပြီလိမ့်မည်အမြောက်တန်ဘုံတန်တိတ်ဆိတ်၍မေတ္တာပူတန်တွေတကဘာလုံးညံလာပြီလိမ့်မည် ရန်ကုန်ရန်နံတွေကင်းရှင်း၍မေတ္တာရန်နံတွေကြိုင်သိမ်းလာပေလိမ့်မည်။ထို့ကြောင့်မူရရှိလာသည့်ဘဝလေးတန်ဖိုးရှိလာအောင်ကဘာကြီးငိမ့်ချမ်းတာယာလေးအောင်မေတ္တာတုံ့ဝေမုံတုံဖြေကြပါဟုထပ်ထပ်ပြောခြင်းပါတည်းမေတ္တာပန်းပွင့်လမ်းဆွင့်စေလိုသူဆရာတော်သည်ဒုတိယကဘာစစ်ကာလတွင်မွေးဖွားကြည်ပင်လာခဲ့သူဖြစ်သည့်ဖြင့်စေအနိဋ္ဌာယုံများကိုမျက်မြင်ထိတွေ့ခံစားခဲ့ရသူဖြစ်၏ ဆေဘေးရှောင်ရသည့်ဒုက္ခကိုလည်းကိုယ်တိုင်သိမြင်ရသည်ဖြစ်ထို့ကြောင့်အမုန်းတရား၏အထွတ်ထိပ်ဖြစ်သောစစ်ပွဲများမဖြစ်ပွားစေဖို့နှင့်မုန်းတရား၏ဆန့်ကျင်ဘက်မေတ္တာပန်းပွင့်၏ကဘာမီအနှက်ပွင့်လန်းစေလိုသည်မှာဘဝနှင့်ရင်း၍တိလာသောအတိမှထွက်ပေါ်လာသောခံစားမှုများဖြစ်ပါ၏ထိုခံစားမှုများကို အခြေပြု၍ဓမ္မယတ္တဆောင်းပါးများ ရေးပြည့်ခဲ့ခြင်းဟုဆိုရမည်ပင်